ဘောရဲ့ပရိုဖက်ဆာကောင်းတဲ့နေရာတော့ EOD ဘဏ်ရဲ့ MPU credit card နဲ့ဖြတ်သွားတယ်။ EOD ဘဏ်ရဲ့ MPU credit card နဲ့ဆိုလို့ကျွန်တော်တို့တော်တော်ထားနိုင်တယ်။ ASEAN U16 Championship ပြိုင်ပွဲအုပ်စုကရဲ့တတိယနေ့ပွဲတွေကိုဒီနေ့ဂျူလိုင်လ14ရက်နေ့ညနေပိုင်းကကမ္ဘောဒီးယားနိုင်ငံဖနမ်ပင်မြို့မှာဆက်လက်ကျင်းပရမြန်မာအသင်းက VN အသင်းကို ဘာကိုတကူနဲ့ဂိုးပြတ်ရှုံးနေခဲ့ပါတယ်မြန်မာ U16 တင်းဟာစင်ကာပူကိုအနိုင်ရခဲ့တဲ့ပွဲထွက်လူစီရင်တိုင်းရှင်ပြန်ကစားခဲ့ပေမဲ့ BNN အသင်းကိုခြေစွမ်းပိုင်းအရရှင်ပြန်ကစားနိုင်ခြင်းမရှိတာကြောင့်ဂိုးပြတ်ရှုံးနေခဲ့ရတာဖြစ်ပါတယ်မြန်မာအသင်းအတွက်ဂိုးတော့ပွဲကစားချိန်စလင်းမင်းမှာထပ်ဖြိုးဝေကပြစ်တံဘောကနေတိုက်ရိုက်ကန်သွင်းယူခဲ့ပြီးဥဆောင်နိုင်ခဲ့ပေမဲ့ အနိုင်ရလက်ကိုထိန်းကစားနိုင်ခြင်းမရှိတာကြောင့်ပွဲကစားချိန်32မိနစ်မှာ VN အသင်းကိုခြေပါကိုပြန်လည်ပေးခဲ့ရတာဖြစ်ပါတယ်။ VN အသင်းအတွက်အနိုင်ဂိုးတွေကိုတော့ပွဲကစားချိန်44မိနစ်52မိနစ်62မိနစ်နဲ့68မိနစ်တွေမှာသွင်းယူခဲ့ပြီးတော့စတော့တာကိုမှပနတီကတစ်ဆင့်သွင်းယူခဲ့တာဖြစ်ပါတယ်။အခုပွဲပြီးမှ VN အသင်းက3ပွဲကစား3ပွဲစလုံးအနိုင်ရရှိကဆီမီဖိုင်နယ်ကိုတက်ရောက်ဖို့နှိစက်သွားပြီးဖြစ်ပါတယ်။မြန်မာအသင်းကတော့3ပွဲကစား4မှတ်သာရရှိသေးတာကြောင့်နောက်တစ်ဆင့်တက်ဖို့လက်ကျန်ပွဲတွေမှာ ရလက်ကောင်းရရှိဖို့လိုအပ်နေပါတယ်မြန်မာသင်ဟာစတော့ဒ်ဝဇင်ဖြစ်လာမယ့်ဇူလ16ရက်နေ့မှာမလေးရှားသင်နဲ့ရှင်ပြန်ကစားရမှာဖြစ်ပါတယ်